ရှေ့ကျန်းနေပြန်လာပေးမယ်ဆိုတော့ဒီရင်တောက်ကနေဒီရဲ့အလယ်မြန်းနေပေါ့နော်အလယ်မြန်းနေအောက်ကိုတဲ့လေးဆင်းလာပြလိုက်မယ်နောက်ချက်မှတော့အမမလောက်ယူထားလဲဩအေးခဏနေရောနော်ဒီဒီအမတို့ဒီဘေးတောက်နော်ဒါနိုးတောက်လို့ခေါ်တယ်နော်ဒီနိုးတောက်အတွက်တလမကိုဒီကနေပြန်ဆင်းလာပြရမယ်နော်ဒီမှာတလမ

ဒီအနေဒီမှာရှောလမဒီအနေဒီမှာရှောလမသူ့ကိုမြင်းလေးတစ်ကြောင်ဆွဲပေးလိုက်မယ်နော်ပြီးပြီဆိုတော့နောက်ချမ်းမှာမဘလော့ယူထားလဲနလမခွဲနော်ရှေ့ချမ်းမှာလဲနစ်ခွဲဒီအနေဒီမှာနင်းတသမာလေးဒီအနေနင်းတသမာလေးနော်ပြီးပြီဆိုတော့မြင်းမလေးတစ်ကြောင်ထောင်ပေးလိုက်မယ် ပေါ်ကနေမြန်မာလေးထောင်ပေးမယ်နော်ဒီကနေဒီကနေဒီမာလာဆက်ပေးမယ်6လမနော်ပေါ်နေဒီကနေဒီမာ6လမဒီမာဆောဒီကနေဒီမာ6လမဒီကနေဒီမာ6လမနော် ီကနေဒီမှာမလောက်လဲနှလမနော်နောက်နောက်ဆက်မှာမှနှလမယူထားရှေ့ကျမှာလဲနှလမပဲယူမယ်နော်ဒီကြတော့အမကနှလမပဲယူတယ်ဒီပေါင်ခတ်ထားတဲ့နေရာအနေနော်ပြီးတော့မြေမတ်ကြောင်ထောင်းမယ်ဘေးမှာကြတော့အမဘလောက်ယူထားလဲငါလမခွဲယူထားရနော်ငါလမခွဲဒီမှာငါခွဲတို့ဒီကနေလာဆက်ပြလိုက်မယ်နော်ဒီမြင်းပေါ်ကနေ โอเคဒီမျိုးလေးဆက်ပြလိုက်မယ်မဟုတ်ဒီဘက်ချင်မယ်ဘက်ချမလေးလိုဆက်ပြလိုက်မယ်ဒီဘက်ချမကြတော့ဒီလိုမျိုးလေးဆက်ပြလိုက်မယ်နားလဲလားဒီဘက်ချမှာဒီမှာเนาะဒီကနေဒီမြေအပေါ်မှာလာစုံပေးရမယ်เนาะဒီမြေအပေါ်မှာလာဆက်ပေးရမယ် đó thì giao qua cái sổ đó tủ nên này lấy xả thập kỷ mình đó mà nó tủ tiếp gì lên này quay từ lại mấy cái nhiều lên ngay là mà xào nó đặt dây lên lọ vậy xí mệt thế nó tức ti lên vậy thế thì sẽ နေတာဆိုရင်တော့ရဝါကြီးပေါ့နော်ရဝါကြီးဆိုတော့ဒီခါနေရာမှာလည်းခါနေရာမှာလည်းပြန်ဆွဲပြရမယ်နော်ဒီခါနေရာမှာโอเคဒီမျိုးလေးရပါเนาะလွယ်လွယ်လေးပါเนาะ ရင်ချီမှာကျတော့ရင်ပုံးပုံစံလေးเนาะရင်ပုံးပုံစံလေးဆိုတော့ရင်ဖုံးချမ်းလေးကိုပြန်ဆွဲပေးရမယ်။သူရဲ့ရေဝေးချတော့ဘယ်လောက်ရှိလဲရေဝေးချတော့3လမနဲ့20ဆက်တော့မဆက်တော့3ခွဲတရသားနေပဲယူပေးလိုက်မယ်เนาะဒီလောက်ဆိုရပြီ။350 360ရှိတယ်เนาะဒီကနေယူပေးလိုက်ဒါမှရရင်အောင်မြင်လေး ြင်းမြင်ကနေရေဝေးเนาะပုံမှန်ဆိုရင်ရေဝေးအပေါင်းတသမ40ပေါင်းပေးရမယ်เนาะရေဝေးရေဝေးအစားနဲ့အပေါင်း40เนาะဒီကနေထုတ်ပေးမယ်เนาะဒါအဖုံးချမ်းလေးပြင်ဖုံးရဖုံးချမ်းဘယ်ဘင်းကเนาะဆံမာမဘလဖောက်ထားလဲတောင်းလမဖောက်ထားเนาะရှေ့ချမ်းမှာလဲမသူရောတောင်းလမလောက်ဖောက်ပေးတယ်တောင်းလမနောက်ပြီးတော့လက်ဘင်း white နေပြီးဝင်ကြတော့အမကဒီလိုမျိုးလေးဆင်းလာပေးရမယ်ရှင်အောင်နေမတော့လာမယ်နော်ဒီမှာတတိထားပေးရမယ်နော်ဒါရေမြင့်နော်ဒီရေမြင့်ကိုတတိထားပေးရမယ်နော်ရေမြင့်ကြတော့ရင်သားပေါ်လာမပေါ်လာဆိုတာဒီလိုမျိုးဝီပုံစံလိုမျိုးဝိုက်မယ်ဆိုရင်အရင်ကိုတတိထားပေးရမယ်နော်အခုမှကဒီမှာဒီဒီထိုက်ရနေပေါ့နော် ဒီထိုက်ကနေဒီလက်ဘင်းကနေမှတစ်ဆက်တည်းဝိုက်လိုက်ပြီနော်အဲတစ်ဆက်တည်းဝိုက်လိုက်ပြီဒါမှတို့ရဲ့ဒီမှာလာထိတဲ့ဒီစုံမတ်လေးနော်ဒီစုံမတ်လေးကိုဒါလက်ဘင်းဒါသူ့ရဲ့လက်ဘင်းလက်ဘင်းဟာမအောင်ဆိုးရင်ရနော်ဒီနေရာလေးမှာတတိထားပြရမယ်နော်အခုမှကဘလောက်ရှိလဲဆိုရင်နလမနလမဆိုရင်မှတွေ့တော့ရတယ်နော်နလမဆိုရင်အမတွေ့တော့ရင်သားလုံးတယ်နော်ကိုကကိုကဒီမှာတလမလောက်ထိမယ်ဆိုရင်ရေသား ီရေပေါ်ကနေတလမလောက်ပဲခွာခွာတယ်၄စိမ့်လောက်ပဲခွာဆိုရင်သားနဲ့လာထိမှအစိုးရရတယ်နော်တတိထားပြီးတော့ဆွဲပေးရမယ်နော်ဒီနေရာလေးမှာโอเคရောက်သွားပြီနော်ရောက်သွားပြီဆိုတော့ဒီရင်ထက်ရနေဒီမှာမြေလေးတစ်ချောင်းဆွဲပေးလိုက်နော်ဒါတစ်ချောင်းထုတ်လိုက်မယ်၄စိမ့်နောက်တမ၄စိမ့်တော့ချောင်းစားပေးလိုက်မယ်နော်ဒီကနေဒီကနေဒီပါ ောက်ပြီးတော့ဒီပခုံးမှာကျတော့သူ့ကို20လောက်စားပေးလိုက်မယ်နော်ပခုံးမှာကျတော့20စားပေးလိုက်မယ်ကျန်နေ20နောက်ပြီးတော့ဒီမှာ30ရပြီနော်ဒီလောက်ဆိုရပါပြီဒီအဝမြင်းဒီအဝမြင်းကိုဒီဘက်ချက်မှာဆွဲပေးမယ်ဆွဲပေးပြီးတော့ အာမတော်ရဲ့အဖုံချံအဖုံချံကိုသူ့ကိုဒီလိုမျိုးလေးပြန်လာဝိုက်ပေးမယ်ဒီရဲ့လက်မြန်းလေးဒါမတော်ရဲ့လက်မြန်းလေးနော်တေချာကြည့်မယ်နော်ဒါလက်မြန်းလေးလက်မြန်းကနေပြန်လာဆုပ်မယ်နော်ဒီလိုမျိုးဝိုက်မယ်ဒီလိုမျိုးဝိုက်မလားဒီလိုမျိုးဝိုက်မလားဟုတ်ဒီလိုမျိုးလေမြန်နေ ှာဒီလိုမျိုးလေးပြန်လောက်ဝဲပြလိုက်မယ်နော်။ရဆွေမကဒီကနေဒီလိုမျိုးလေးဝဲမယ်နော်။ကိုကမဝဲချင်ဘူးဒီမျိုးတက်လေးပဲဆွဲမယ်ဆိုရင်တက်လေးလည်းဆွဲပေးလို့ရနော်။ကိုကြိုက်တယ်လို့မျိုးဆွဲပေးလို့ရနော်။အခုမှရင်ကြီးကဒီမျိုးပုံစံလေးရောက်သွားပြီမနော်။ရဆွေအကုန်လုံးရောက်သွားပြီဆိုတော့ပတ်တံကိုပဲဖြတ်ထုတ်ရတော့မယ်နော်။ ပြီးသွားပြီဆိုတော့ဒီ level မှာအမှန်တကယ်လေးစာပြလိုက်ဒီ level ကနေပစဲလာစားတယ်ဘယ်ဒီကနေနော်ညနေဒီမှာတစဲစားလိုက်တယ်အမကဘာလို့ ဘာလို့တစိုက်စားရတာလဲဆိုတော့လည်းဘင်းကလည်းအပြဲလည်းမဟုတ်ဘာလို့တစိုက်စားရတာလဲဆိုတော့အမတို့အဲပိတ်စားလဲနဲ့ဟုတ်လားပိတ်စားလဲနောက်ထပ်တစ်ခေါက်ပြန်လာပြီးတော့တင်ချောက်ရအောင်မယ်နော်တင်ချောက်ရအောင်မယ်ဆိုတော့ဒီနောက်ချက်မှာလေဘင်းကအနောက်ဘက်ကနေလန်လန်တက်တယ်နော်အနောက်ဘက်ကနေလန်တိုက်လို့အမကသူ့ကိုနည်းနည်းလေးစားထုတ်ပေးလိုက်တယ်နော်နည်းနည်းလေးစားထုတ်ပေးတယ်မှာအနောက်မှာမလန်သွားအောင်ပေါ့နော်လေဘင်းအနောက်ကနေလန်ချတက်တယ်အဲ့လိုမျိုးလေးနော်သူ့ကိုမှနည်းနည်းလေးစားထုတ်ပေးလိုက်တယ်နော် ဖွေတာဆိုရင်မတော့ပတန်ကရောက်သွားပြီပေါ့နော် ။တခုတော့ညှက်ထုတ်မယ်တခုတော့စားပြန်ထိုးပေးရမယ်နော်။ဟောဆိုရင်ဘယ်ခုညှက်ထုတ်မလဲဆိုရင်ဒီခုညှက်ထုတ်ပေးလိုက်မယ်နော်။